ဟယ်လိုအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့သူရပါဒီနေ့မှာတော့ပော့သေးမပြောပြတော့ပဲကျွန်တော်လေးလာထားတဲ့ run နဲ့ပတ်သက်တဲ့သမိုင်းကြောင်းလေးတွေကိုပြန်လဲမျှဝေပေးသွားမှာပဲဖြစ်ပါတယ်အမှားတဆုံးတည်းပါခဲ့ရင်လည်းနားလည်ခွင့်လို့ပြကြဖို့မေတ္တာရက်ခံပါတယ်ခင်ဗျာโอเคဗီဒီယိုလေးကိုစလိုက်ရအောင်ရန်ရဲ့စကားလုံးကဘေကစင်တက်လာတာ ရန်ရဲ့သက္ကလောင်ကဘယ်ကဆင်းသက်လာတာလဲဆိုတော့ရမ်ဘိုလီယန်ဆိုတဲ့သက္ကလောင်ကနေဆင်းသက်လာတာပဲဖြစ်ပါလေရမ်ဘိုလီယန်ဆိုတဲ့အတိုက်ပဲကတော့ a great tumor ကြီးရခင်းလာတဲ့ကျွကျော့တန်ကိုဆိုလိုတာပဲဖြစ်ပါလေရန်ရဲ့ဒီမပေါ်ခင်1520ခုနှစ်ဗာဇီနိုင်ငံမှာကာကြကာလို့ခေါ်တဲ့အီကိုဟော့သမျိုးကိုစတင်တောက်တုံနေကြပြီလို့တမိုင်းပြန်ရှင်တို့ကအတည်ပြုခဲ့ကြတယ်ရန်ရက်ကိုဘယ်မှာဆော်ပြခဲ့တာလဲ ရန်ရက်ကိုဘယ်မှာစတွေ့ခဲ့တာလဲဆိုတော့1620နဲ့ရှစ်ခုနဲ့ဆူဒီနေရဲ့စစ်တမောကြီးဘာဇာကအကြောင်းမျိုးမျိုးကြောင့်ပင်လယ်ရေအောက်ကိုနှိမ့်မြောက်ပြီးပြန်လဲဆယ်လူတို့ရရှိလာတဲ့အစိပ်ပိုင်းလေးတွေကိုလေးလာလိုက်တဲ့အချိန်မှာရန်ရက်နဲ့ပတ်သက်တဲ့ဥပဟောတချို့ကိုတွေ့ရှိခဲ့ကြတယ် အချင်းလေးက run ရက်ကိုစတင်တောက်တုံနေကြပြီလို့တမိုင်းပင်ရရှင်တချို့ကလည်းထပ်မံအတည်ပြုခဲ့ကြ၁၉ရာစုလောက်မှာကာရဘင်းရဲ့ပင်ရတွေရဲ့ကျောင်းနိုင်ငံတော်တော်များများမှာ run ကိုစတင်ထောက်လောက်ရောင်းချလာခဲ့ကြတယ်။ဘလို့ဖြစ်ပြီး run ကိုစတင်ထောက်လောက်ရောင်းချလာရလဲဆိုတော့အခေတောင်ကကာရဘင်းရဲ့နိုင်ငံတော်တော်များများကစစ်ရှုံးပြီးတော့ကိုလိုနီလက်အောက်ကိုကြားရောက်ခဲ့ကြတယ်။ကာရဘင်းပင်လယ်ရဲ့ နိုင်ငံတွေမှာကိုလိုနီတွေကဆင်းနိုင်ပြီးတော့ဖန်စီခေါ်ဆောင်လာတဲ့ကြုံတွေကိုကြံတွေအများပြားစိုက်ပျိုးခံခဲ့ကြတယ်။တရားတွေလည်းအများပြားထောက်လုပ်ခဲ့ကြတယ်။ကြံကနေအီကိုဟောထောက်လုပ်လို့ရတယ်ဆိုတာကိုကိုလိုနီတွေသိရှိသွားပြီးတဲ့နောက်ဘာဘီဒိုဆိုတဲ့နိုင်ငံမှာအဲ RAN ကိုစတင်ထောက်လုပ်ရောင်းချလာခဲ့ကြတယ်။ RAN ကိုဗာနဲ့လောက်တာလေ RAN ကို ကြံနဲ့ပြုလုပ်ထားတာပဲဖြစ်ပါလေ။ကြံကိုအရင်ညှစ်ပြီးတော့ရရှိလာတဲ့ ရေတွေကိုမော်လာဆက်လို့ခေါ်တဲ့တင်လဲရေမဲမဲလေးတွေရရှိလာတဲ့အထိကြိုချက်ပြီးတော့ formation ပြုလုပ်ပါတယ် formation ပြုလုပ်တယ်ဆိုတာကတော့ကြိုချက်ပြီးရရှိလာတဲ့တင်လဲရေမဲမဲလေးတွေကိုအချိုးစားလိုက်ပစ်စီနဲ့ရောနှောပြီးတော့အချင်းဖောက်ချင်းကစော်ဖောက်ချင်းဆိုတဲ့လုပ်ငန်းစဉ်ပဲဖြစ်ပါတယ် formation ပြုလုပ်ပြီးနောက်ရရှိလာတဲ့အရက်ကြမ်းတွေကိုဒီသေရှင်ထပ်လုပ်ပါတယ်ဒီသေရှင်ကို စနစ်တကျလောက်ဆောင်ပြီးရရှိလာတဲ့အရက်သက်တွေကို အေဂျင့်ပြန်လောက်ပါလေအေဂျင့်လောက်လဲဆိုတာကတော့ quality လေးတွေခွဲပြီးတော့ပို့ပြီးရည်သွေးကောင်းအောင်နှိချုပ်အောင်ထားတဲ့လုပ်ငန်းစဉ်ပဲဖြစ်ပါတယ်ပြီးလို့ရှိရင် branding ပြန်လောက်တယ် branding လောက်လဲဆိုတာကတော့အေဂျင့်လောက်တာလေ brand တွေကတစ်ခုနဲ့တစ်ခုအရာတော့မတူပါဘူးတစ်ခုကတော့တိတာအနက်တွေနန်းနေတယ်တိတာအနက်တွေရှိနေတယ်တစ်ခုကတော့ fruit net တွေပျော့တယ် fruit net တွေပြင်းနေတယ်အဲ့ဒါကြောင့် brand အဲ့ဒါကြောင့် agent လောက်တာတဲ့ brand တွေကိုရောနှောပြီးတော့ ရတာပိုကောင်းအောင်ပိုပြီးတော့ပြည့်ပြည့်အောင်လုပ်တဲ့လုပ်ငန်းစဉ်ပဲဖြစ်ပါတယ် run မျိုးစားဘယ်နှမျိုးရှိလဲ run မျိုးစား၃မျိုးရှိပါတယ်နံပါတ်၁နံပါတ်၁ကတော့ wide run တို့မဟုတ် live run wide run ကတော့စေးပါခလာဖြစ်ပြီးတတ်မှတ်ထားတဲ့စီပိုင်းထဲမှာနှိမ့်ချအောင် ထားတဲ့တက်တန်းကတော့တစ်နှစ်ပဲဖြစ်ပါတယ်နံပါတ်၂နံပါတ်၂ကတော့ goal run ကိုရံကတော့အင်းပါခလာဖြစ်ပြီးကာရမေးဆော့ရေရောနှောပြီးတော့တတ်မှတ်ထားတဲ့စီပိုင်းလေးမှာ နှိချွတ်အောင်ထားတဲ့တက်တန်ကတော့၃နှစ်ပဲဖြစ်ပါတယ်။နံပါတ်၃နံပါတ်၃ကတော့ဒက်ရန်ဒက်ရန်ကတော့ကာရမဲဆော့နဲ့ရှူဂါဘန်ကိုရောနှောပြီးတော့တက်မှတ်ထားတဲ့စီပိုင်းထဲမှာနှိချွတ်အောင်ထားတဲ့တက်တန်ကတော့၆နှစ်ပဲ၆နှစ်ပဲဖြစ်ပါတယ်။ဒါလေးကတော့ရန်ရဲ့တမိုင်းကြောင်းလေးနဲ့ထောက်လောက်ပုံမျိုးစားလေးတွေရဲ့အချင်းချုပ်လေးပဲဖြစ်ပါတယ်။တစ်ဆက်တည်းမှာပဲကဘာကျော်ရန်ထောက်လောက်တဲ့နိုင်ငံတွေနဲ့ကဘာကျော် brand တချို့ကိုလည်းထပ်မံပြောပြပေးတော့ပါမယ်ခင်ဗျာ။ ကဘာကျော်ရန်ထုတ်လုပ်တဲ့နိုင်ငံတွေကတော့ကျူဘာ၊ဂျမေကာ၊ဘာဘေဒိုဟေဒီ၊ဂူယာနာ၊မာတီနီတို့ပဲဖြစ်ပါတယ်။ရန်ကောကောင်းထုတ်လုပ်တဲ့နိုင်ငံများစုကတော့ကလဘင်းပင်လယ်ရဲ့နိုင်ငံတွေပဲဖြစ်ပါတယ်။ကဘာကျော်ရန်ဘရန်တွေကတော့ကပ္ထိန်မော်ဂန်ကပ္ထိန်မော်ဂန်ကတော့ကျူဘာကထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။ဘဂါဒီဘဂါဒီကလည်းကျူဘာကပဲထုတ်လုပ်ထားတာဖြစ်ပါတယ်။ မောက်ကေမောက်ကေကတော့ဘာဘီဒိုနိုင်ငံကထောက်လုပ်ထားတာပဲဖြစ်ပါတယ်ဘန်ဘူးဘန်ဘူးကလည်းဘာဘီဒိုနိုင်ငံကပဲထောက်လုပ်ထားတာဖြစ်ပါတယ်အပီလက်တန်အစတိတ်အပီလက်တန်အစတိတ်ကတော့ဂျမေကာကထောက်လုပ်ထားတာဖြစ်ပါတယ်ဒါလေးကတော့ကဘာကျော်ဘရန်ထောက်လုပ်တဲ့နိုင်ငံတွေနဲ့ကဘာကျော်ဘရန်ချုပ်ကိုကျွန်တော်သိကြလောက်လေးပြောပြပေးထားတာပဲဖြစ်ပါတယ်အမှားတဆုံးကြပါခဲ့ရင်လည်းနားလည်ခွင့်လုပ်ပေးကြဖို့မေတ္တာရက်ခံပါတယ်ခင်ဗျာ โอเควิดีโอလေးကတော့ဒီလောက်ပါပဲခင်ဗျာနောက်ဗီဒီယိုမှာပြန်တွေ့ကြရအောင်